ရမယ်ညီမျိုးစုံကိုခလောက်ပဲလုပ်မယ်လူဆိုတာကျန်ရင်းနဲ့တည်တယ်နှက်ဆိုတာပြန်ရင်းနဲ့တည်တာပဲမဟုတ်လားလိုင်းနေမဲ့သားများနဲ့လိုင်းနေမဲ့ဆိုင်ရည်များညပြလာခြင်းကြောင့်ရေမပုံနေခြင်းကိုပြတ်ပွက်ခြင်းနိုင်ငံတော်ထံအခုတည်းရဲ့ပြတ်ပွက်ခြင်းများဖြစ်ပေါ်ပြီးလူကြီးများဖြစ်သွားခြင်းအားလုံးမင်္ဂလာပါရှင်။ IMOKE YouTube Channel ကိုလိုက်ပါရယ်။ဒီနေ့တစ်ဆက်ပြင်းသတင်းလေးအရင်အောင်မှာရေးချည်သတင်းလေးပြဒီသတင်းလေးကတော့ဒီလိုင်စင်မဲ့ဆိုင်ငယ်တွေမစီးဖို့ ဒီပြင်ညာလိုက်တဲ့ B file လေးကိုကျွန်တော်ရမျိုးဖွင့်ပြတိဆက်ပေးသွားဖြစ်ပါတယ်။ဟုတ်ပါတယ်ဆိုတော့ကျွန်တော် B file လေးချလိုက်ရအောင်။လိုင်းနေမဲ့သားများနဲ့လိုင်းနေမဲ့ဆိုင်ငယ်များများပြားလာခြင်းကြောင့်ရေမပုံနေခြင်းကိုပြတ်ပွက်ခြင်းနိုင်ငံတော်ထံအခွန်အတွင်းရပြတ်ပွက်ခြင်းများဖြစ်ပေါ်ပြီးမှုခင်းများဖြစ်သွားခြင်း အကြံဖက်လုံရများဟာအာဘိကူညီရာရောက်ခြင်းနိုင်ငံတော်၏တရားဥပဒေစိုးမိုးရေးကဏ္ဍများတွင်မလိုလားအပ်သောအနှောင့်အယှက်များဖြစ်ပေါ်နေပါသည်ထို့ကြောင့်ရှင်းပါဆိုင်တရားသည်မိမိတို့လက်ဝဲရှိလိုင်းရင်မဲ့ကားများနှင့်လိုင်းဒီမဲ့ဆိုင်ငယ်များကို6ရက်6လ2025ခုနှစ်တောက်ကြလေးညနေ6လ၏နောက်ဆုံးထား၍ သက်ဆိုင်ရာအပိုင်ရေစခန်းများတွင်အနံ့ပေးကြရန်အတိပေးအပ်ပါသည်သမတ်သာသောရက်ထက်နောက်ကျအနံ့မှာကအေးယူဆောင်ရွက်မှုများပြုလုပ်တော်မူဖြစ်သည့်အပြင်ဥပဒေနှင့်အညီအေးယူခံရမည်ဖြစ်ကြောင်းအတိပေးလို့တော်အပ်ပါသည်ဖြစ်လာပြီဒါကိုကျွန်တော်တို့မခံစားနိုင်ဘူးကျွန်တော်တို့ညီမလေးဆိုရင်ဒီမှာငိုပြီးမှသူ့အမေရန်သူ့မိဘတွေကျွန်တော်တို့ဟိုမှာဆွေမျိုးတွေဖုံးဆက်တွေမခံစားနိုင်ဘူးကျွန်တော်တို့တွေ ဒါကြောင့်မို့ဆရာတို့တွေကူပေါင်းပါဝင်လေးပါကျွန်တော်တို့ကူပေါင်းဖို့လည်းအခုကျွန်တော်တို့ကတပိတ်ကျွန်တော်တို့ဆရာတို့ကိုအပြန်အလှန်ကျွန်တော်တို့ကတိုက်ခိုက်နေတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ဒီရင်တွင်းဖြစ်ပျက်နေတဲ့ခံစားနေတာကိုကျွန်တော်တို့ကအောက်ထွက်ပြီးမှကျွန်တော်တို့အကူအညီတောင်းနေတာပါကျွန်တော်တို့အကူအညီတောင်းတယ်ဒါကြောင့်ဆရာအမြန်ဆုံးကျွန်တော်တို့ကိုဒီကိစ္စကူညီပေးပါအခုပြောတဲ့စကားတွေအားလုံးကျွန်တော်ပြန်ရှင်းရှင်းမယ်အားလုံးတော့ဗီဒီယိုလိုက်ရှိလားရှိ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 အားပြောရှင်းအခုတောင်းတောင်းဆိုတဲ့ဥစ္စာပေါ့ ောင်းဟို2016ခုနှစ်မှာဖြစ်တယ်နေ့နေ့ကစီကံလက်လက်ကင်းဥပဒေမှာဟုတ်လားခွင့်ပြုမိတ်ဆိုတာမရှိပါဘူးဟုတ်ကဲ့ကျွန်တော်တို့တင်ပြပြီးတော့တောင်းခွင့်ပြုပါဟုတ်ကဲ့တိုးတော်လဲနိုင်ငံတော်မှာကို့ရေးတဲ့အများကြီးကိုဆုံးရှုံးဝမ်းမဲ့အမြင်မျိုးနိုင်ငံရေးအမြင်နဲ့နိုင်ငံကောင်းဆောင်ခွင့်ကျွန်တော်တို့တင်ရောက်တယ်ဆိုတဲ့စကားပါလို့ဟုတ်ကဲ့တင်ရောက်တဲ့ပုံပုံကြီးအစိုးရအဖွဲ့စီကလက်တလုံးအနေနဲ့လက်တလုံးဟုတ်ကဲ့နော်မီဒီယာအဖွဲ့လက်တလုံးအနေနဲ့ခဏအနေနဲ့တို့အနေနဲ့မြေပြင်ကိုစကားလေးကျွန်တော်ပြောပြဒါကြောင့်မို့ကျွန်တော်တို့ဘယ်လိုစူးစမ်းလဲ၃ရက်နေပါ စနေကြကျွန်တော်ဆောင်ရွက်မယ့်အစီအမံတွေအားလုံးကျွန်တော်ခေါင်းဆောင်တွေဆုံးဖြတ်ပြီဟုတ်ပြီကျွန်တော်ရှိဆိုပြင်ပြီပြင်ပြီဆိုတော့တင်းရက်နဲ့နှစ်ရက်မှာခင်ဗျားတို့ဒီနေ့ကခန်းစားနေရတဲ့ဝေဒနာခင်ဗျားလက်ကကိုယ်တိုင်လည်းရှိတယ်အစိုးရအဖွဲ့ရှိတယ်တင်ပြခွင့်ရမယ့်ဤမျိုးစုံကိုခင်ဗျားတို့မလုပ်မယ်လူဆိုတာကျန်ရင်နဲ့ပြေတယ်လက်ဆိုတာပြန်ရင်နဲ့ပြေတာပဲမဟုတ်ဘူးလားကျန်ရပါပဲဒီတိုင်းထိုင်နေတဲ့သူကျွန်တော်ကအဲ့ချင်းငန်းလာရရှိကျွန်တော်မအိပ်ဘူးကျွန်တော်အများနဲ့စဉ်းစားတယ်ဒီမျိုးအုပ်ချုပ်တယ်အကြောင်းမျိုးကြောင့်လွဲမှားဝင်တယ်ကျွန်တော်အနေနဲ့ဟလာဒီအမှုတွေမပေါ်တဲ့မပေါ်ဘူးလုပ်ငန်းတွေ နှောက်နေတယ်ဘာဖြစ်လဲညာဖြစ်လဲဆိုရဲအတွက်ကြောင့်ကျွန်တော်ဘာပဲဖြစ်ဖြစ်ဟဲ့လားဟဲ့လားဟိုနှောက်မနေအောင်ညီလေးမျိုးစုံပဲကျွန်တော်ရှာဖွေပြီးတော့ကြိုးစားတယ်တစ်ခွက်ကြီးအတွက်အဲကျွန်တော်ပြောပြလာတာအဲ့တစ်ခွက်အတွက်ဘာလို့ကြိုးစားတယ်ကျွန်တော်ဒီလူသားတွေအတွက်ကြိုးစားတယ်ရစားပါဟုတ်တယ်တကယ်ကရှင်နေရစကားကျွန်တော်ကြိုးစားလို့ကျွန်တော်တက်ကြည့်ရလဲချိန်ပုံခံပြီးအဲ့လိုမျိုးငုတ်တုတ်ထိုင်နေရဘာသူမှမနေချင်ရဘူးကိုယ့်အိမ်မှာကိုယ်အေးအေးဆန်းဆန်းနေစင်တယ်ကျွန်တော်ပုံမှန်လေးနဲ့ကြောဒါကြောင့်လို့ဘာပဲဖြစ်ဖြစ်ချစ်ချစ်ခင်ခင်နဲ့ကမောကိုကျွန်တော်ကြားမှာကျွန်တော်တို့ရှင်မကျက်တီ၃ရက်နေအဲ့ဒီလေးကို ီလေးနဲ့ထုတ်ပြီးတော့အတုအစစ်ခွဲရတဲ့နီလေးကိုဒီနေ့နောက်ပြန်ပါလေဒီရင်လိုက်ကလေးကိုဒီတမီလေးနဲ့ထုတ်ကြည့်မယ်အတုဆိုရင်ဘလို့ပုံလဲအစစ်ဆိုရင်ဘလို့ပုံလဲဒီတော့မပြုတ်ထားတဲ့ဟောလေးရှိရပါတော့ဒါလေးကိုကျွန်တော်လက်တွေ့ဟောတော့တမီလေးနဲ့ထုတ်ကြည့်အောင်အတုဆိုရင်ဘာပုံလဲပေါ့နော်အစစ်ဆိုရင်ဘာပုံလဲပေါ့အဲ့တော့ ဒါလေးကအဲရင်လိုင်းလေးတစ်ခုပါဒါလေးကိုကျွန်တော်ဓမ္မီလေးနဲ့ထိုးကြည့်မယ်ဗဘာလေးပုံလဲပေါ့နော်အဲထိုးကြည့်မယ်ဒီမကြည့်အဲထိုးလိုက်ပြီဗာပုံလဲဗာပုံလဲလောလောဆယ်တော့ဘာမှသိမ့်တယ်ဒီမှာရေးရေးလေးပေါ့နော်ကျွန်တော်တို့အဲတစ်စိတ်ကလေးရေးရေးလေးတွေ့ပါတယ်ဒီအောင်မှာတော့ဘာမှသိပြီးတော့မရှိပါဘူးဟုတ်ပြီဒါဆိုရင် နောက်တစ်ခုထိုးကြည့်အောင်အဲဒါနောက်တစ်ခုပေါ့နော် ဒီလောက်ကိုထုတ်ကြည့်မယ်ဒီမှာလည်းဒီမှာတတိကလေးကြီးကြီးလေးတစ်ခုပဲတွေ့ရတယ်ကျန်တာတော့ဘာမှမတွေ့ဘူးပေါ့နော်အဲဒီမှာစာသားလေးနည်းနည်းလေးကြီးကြီးလေးတွေ့တယ်သိတဲ့တော့မထင်ရှားပါဘူးအာဒီမှာစာသားလေးတွေကြီးကြီးလေးအတွေ့ပါခင်ဗျာစာသားကြီးကြီးလေးတွေ့ပါတယ်ကျန်တာတော့သိပြီးတော့မရှိပါဘူးဟုတ်ပြီဒါဆိုနောက်တစ်ခုထုတ်ကြည့်အောင် ဒီဟာကြတော့မတူပါဘူးဗျာဒါကြတော့လုံးဝထင်းထင်းရှားရှားဒီမှာတွေ့ပါတယ်တသိကလေးကာဏနာတသိကလေးဟုတ်ပြီဒီဘက်မှာရောဒီမှာလည်းကာဏနာတသိကလေးပါဒီမှာလည်းကာဏနာတသိကလေးတွေ့ပါတယ်ဟောအပေါ်မှာလည်းအဲကာဏနာတသိပါဒီမှာစာသားလေးတွေပါတယ်ဗျအဲအောက်မှာလည်းအဲတေချာကြည့်ပါစာသားလေးတွေပါပါတယ်ဒီမှာပါတော့ RTA စာသားလေးတွေပါပါတယ်အဲ့ဒီတော့ကျွန်တော်ပြောချင်တာကဒီလိုမျိုးဓမ္မလေးတွေနဲ့ဖြူကြည့်လိုက်တော့ဘာမှ မပေါ်ဘူးမတွေ့ဘူးဆိုလို့ရှိရင်တော့ဟုတ်ပြီဒါဆိုရင်မှားနေပြီတခုခုတော့လွဲနေပြီဒါမျိုးသိရပါမယ်အဲဘာတခုခုတော့မှားနေပြီအဲဒီလိုထိုးကြည့်တဲ့အခါမှာလုံးဝအဲ့လိုမျိုးပေါ့နော်ထင်းထင်းရှားရှားတွေပါလို့ရှိရင်တော့ရာခိုင်နှုန်းတော်တော်များများမှန်းတယ်ဒါဆိုရင်တော့မှန်ပါတယ်ပေါ့နော်အဲ့လိုမျိုးဘာမှမပေါ်ဘူးဆိုလို့ရှိရင်တော့ဒါဆိုလို့ရှိရင်တော့သိရတယ်အဲ့ဒါဆိုရင်တော့မှားဖို့ရာခိုင်နှုန်းများတယ်ဒါဆိုရင်တို့ပြရအောင်အတိအကျတက်ပြရအောင်တက်ဆက်အောင်စိတ်ရတဲ့ခန္ဓာမှာဆက်ရတော့မယ်ဒါမျိုးပြောနေတယ် ဆိုလို့ဘာမှမပေါ်ဘူးဆိုလို့ရှိရင်တော့ဟိုဒီတော့သိကြပါလေအတုဖြစ်ဖို့များပါတယ်ပုံပြီးသိကြအောင်တော့အဲခန္ဓာကိုယ်မှာအဲဝါကန်းနေတာမှာပေါ့နော်ဘယ်လိုမျိုးစိတ်ပါဟိုကတော့ပေါ်လို့ရှိရင်တော့ဒါအမှန်ပါအဲ့တော့ဒီဒါလေးကဉာဏ်ရည်လေးကိုဒီလိုဓာမီလေးနဲ့ထုတ်ပြီးတော့ကြည့်တယ်အတုစိတ်ခွဲတဲ့နည်းပေါ့နော်ဟိုဆရာကြီးဒီတနည်းကဘယ်မှာလို့ရမလဲဒါမေးရမှာကျွန်တော်သိတယ်ဒါပေမဲ့ဟိုဆိုင်ကြုံနေမှာရပါတယ်အဲ့ဒါမှာဝယ်ပြီးတော့ဟိုပေါ့နော်ဝယ်ကြည့်ပါရှာကြည့်ပါလည်းရပါတယ်ဒါဆိုရင်တော့ကိုက ဆောင်ထားမယ်ကိုနဲ့ကိုလုံနဲ့ပတ်သက်လို့သိနေတော့ဆောင်ထားပြီးတော့ဒါလေးအကြံဉာဏ်နဲ့ထုတ်ကြည့်လို့ရပါတယ်။ဟုတ်ဒါတော့ကျွန်တော်တို့နေ့ကလည်းဒီ line နဲ့အတူတူခေါ်တဲ့ဒီလေးကိုတင်ပြဖို့ပါပဲ။ဟိုကျွန်တော်မိတ်ဆက်တင်ခြင်းတွေပေါ့နော်။ဟိုရင်နဲ့ပတ်သက်လို့တချို့အများကြီးတချို့ဆိုလုံးဝမသိတဲ့လူရှိပါတယ်အဲလိုဟိုဥပဒေဟိုပါတော့စီကံနေပါလိမ့်မယ်ဆိုရင်ကျွန်တော်ရဲ့ဖိတ်ဖို့ဒီမှာဝင်ကြည့်ဖို့ကျွန်တော်ဖိတ်ပါနေပါတယ်ဟုတ်ကဲ့ဒီမှာဝင်ကြည့်လို့ရတယ်ပြည့်ပြင်မသိတာတော့လည်းဘယ်ညာနေမေးလို့ရပါတယ်ကျွန်တော် ဟိုတော့ဆက်မဖြစ်နိုင်တော့မှအားထားနဲ့အကုန်လုံးကိုတန်ပြီးတော့ဖြစ်ပါတယ်ဟိုရေတင်ရေတင်ကမမလဲဘူးသိတယ်လို့ဆိုရင်ဒီထဲမှာဟိုဒီမှာပေးတာတော့ license motor ရေတွေကိုတဲ့တော့အိမ်ဒီမှာထားလာလေဒီ zip select ကိုဒီမှာလာတော့ရေစီးတဲ့အချိန်မှာလာရေးယူတယ်ပေါ့နော်လာတော့သိသိသွားတာသိသိပိုင်မရှိလားမရှိလားဆိုတော့မှကို့ကိုမေးတာရှိတယ်အဲ့တော့ license ရေတွေကိုအိမ်မှာရက်ထားတာတို့ဒါတော့ဟိုက ရေစစ်စီတိုင်းပြမှာရေစေးနေတဲ့အချိန်တွေမှာနော်လာတိတ်ဆဲသွားတာလေကြုံတဲ့လူကမေးဘူးလားမေးတဲ့မေးကုန်းဖြစ်တယ်အဲ့တော့ဖြေရမယ်ဆိုလို့ရှိရင်ခုလို့2020နော်2020ရေနဲ့ကရှင်းနဲ့မော်တော်ရေးစီမံကောင်းမှုဥပဒေဟာဥပဒေဥပဒေ85မှာ85မှာတော့တော့တော့လာလာမြည်သူများတော့လာပါဦးမြည်သူများကကြီးကနေကကြီးကကြီးလေးချက်ရှိတယ် ဒါလေးချက်ရှိဒါကြီးမှာဘာပြထားလဲဆိုလို့ဆိုလို့ရှိရင်မောက်မုံတင်ထားခြင်းမရှိတော့မော်တော်ယာဉ်ကိုတိကျခွင့်ပြုသောနေရာမှာအပမိမိနေရာတွင်မြတ်မောင်းနေခြင်းမောင်းနေစေခြင်းဒုံမို့ရက်ထားခြင်းမပြုရဟောအဲ့လိုဆိုတာမောက်မုံတင်ထားခြင်းမရှိတော့မော်တော်ယာဉ်ကိုတိကျခွင့်ပြုထားသောနေရာမှာအပအများပြည်သူနော်အများပြည်သူသုံးနေရာအပါဝင် ညီနေရာတွင်မြမောင်းနှင်ခြင်းမောင်းနှင်စေခြင်းဘုံဖို့ပြတ်ခါခြင်းမပြုရဘူး။ဒါကြောင့်မို့နော်လက်စမဲ့မော်တော်ယာဉ်တွေကိုရေစည်းစီလိုက်ပုံမော်တော်၎င်းအိမ်မီမာတော်၎င်းရှိခဲ့မယ်ဆိုလို့ဆိုလို့ရှိရင်တော့အရေးယူခွင့်ရှိတယ်ဆိုတာကိုဘုဒ္ဓအနေနဲ့ပြောပြခြင်းဖြစ်တယ်။ဟောပေါ့လားဦးပြောတော့နော်ဒါကြောင့်မို့နော်ခု65မှာထပ်ပြောပါမယ်။နော်မဘုံတင်နာခြင်းမရှိတော့မော်တော်ယာဉ်ကို မော်တော်ယဉ်ဒီတိကျခွင့်ပြုထားတော့နေရာမအပအများပြည်သူသုံးနေရာအပါဝင်မြည်သည့်နေရာတွင်မြမောင်းနေခြင်းမောင်းနေစေခြင်းဒုက္ခပြတ်ထားခြင်းကျန်နာထားခြင်းမပြုရလို့ဆိုထားတဲ့အတွက်85ကကြီးရအဲ့ဂျင်းတွေကိုရေစိစလိုက်ရေစိစီလိုက် နေမှာ၎င်းနေရာတွေမှာတော့၎င်းအိမ်ဒီတော့မှာ၎င်းပြတ်သားလို့ဆိုလို့ဆိုလို့ဆိုလို့ရှိရင်ဗိုက်ဆင်မဲ့ရေဖြစ်နေဆိုလို့ရှိရင်တောင်မရှိတဲ့လူတွေကလှုပ်ထုံးလို့နေနေအမီတိမ့်စီမှာဖြစ်တယ်တောင်နားတဲ့ခါစီအဲ့တော့တိမ့်စီမှာဖြစ်တဲ့အတွက်ကြောင့်မို့အရေးယူပွေရှိရဲဆိုတဲ့အကြောင်းကိုတားလိုက်တမိတွေကိုဘူဒ္ဓတနေနဲ့ပြောပြဒါလည်းဥပုံနဲ့ခဏတိုင်းမေးတယ်တော့မေးတဲ့အတွက်ကြောင့်ဒါကြုံကြဲလို့ပြောပြနော်85ကကြီးရဟောပြတတ်တာတယ် ုတ်ကဲ့ပါမျိုးတွေကျွန်တော်တို့ပြပိုင်ကြီးလောက်ပါပဲဒီဖန်လေးကဒီ line စမဲ့ဆိုင်ကလေးဒီဝတ်တောက်ကလေးဖန်တဲ့ခေတ်ဆက်နဲ့ပတ်သက်ပြီးရောဒီအကြောင်းပြစုံကိုရှင်းပြထားတဲ့ဒီဖန်လေးဒီဖန်လေးကျွန်တော်မျိုးပြသက်တက်ဆက်ပြီးတော့ဖြစ်ပါတယ်ဒီဖန်လေးပတ်သက်ပြီးရောအမျိုးရည်ရေးကျွန်တော်ထင်မိချက်တွေလည်းကျွန်တော် comment မှာ message ပေးကြလို့ရတယ်ကျွန်တော် channel နဲ့ဘူးတုရရရတဲ့အကြောင်းနဲ့ဆယ်လီတင်အစ်တတွေကိုမြဲတက်ဆက်ပြီးမှာမို့ကျွန်တော် channel like ကဲ subscribe နဲ့ like ကဲ subscribe နဲ့ bell notification bell လေးကိုပါနှိပ်ခဲ့ပေးဖို့တော့ဆွေးနွေးပါတယ်ကျွန်တော် channel အားပေးကြည့်ရှုသူတွေအချင်းနဲ့ရေးမြဲတင်ပါတယ်နောက်ထပ်ပြီးအပြင်ရရမယ်တရား